ြောနေတယ်ဒီလိုမျိုးဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ဒါလေးကိုတမန်ကြီးတို့ကြံနေဆိုကျွန်တော်ညီမတို့အဲ့တော့ဘောင်းဒီဟာရည်ကြည့်တယ်လားဆိုတော့ဘောင်းဒီဟာရည်ကြည့်တယ်ဒီနေရာမှာကျွန်တော်ကကျွန်တော်တို့တတိယတော့ပါလာ ਈ စာရည်ဒီမှာလို့ပြောရတယ်ကအောင်းရပါတော့ပါပြီလားလက်စွာပြရတဲ့သူတွေဒီလိုသူတွေပြည့်စုံကြအောင်အနည်းငယ်အနန္တရာ ပေါင်းနေရတယ်ရေးချင်တာဘလောက်တည်းရေးချင်တယ်လို့ဒီမိစ္ဆာကူဇော်ပါတယ်ကျေးဇူးတင်ပါရှင်။ကျွန်တော်ကဘာနေမှာအသေးလေးတော့လို့ရှိကြတယ်။အဲဒီမျိုးစားကတော့ယူရခွဲမယ်ဆိုတော့တော့၃လောက်ခွဲပြရတယ်နော်။ဒီမျိုးကတော့ကျွန်တော်တို့ကစီးပွားရေးလုပ်နေပြီးအချင်းချင်းနံနံပေါက်တင်ရအောင်ကျွန်တော်တို့ကဒီ ိုင်တာတော့ဒီကုမ္ပဏီကြီးကပုံလေးနဲ့ပေါ်လို့ဒါဖွဲ့တဲ့ခိုင်တာမှာတော့ရှောက်ပြီးကုမ္ပဏီကစီမံဆောင်ရွက်ရတဲ့အင်းကြီးရှိတယ်။အဲဒီတော့အခုဖက်တဲ့သက်ဆိုင်ရာနေပင်မှာရှိတဲ့အဲမျိုးတူတဲ့ကျွန်တော်တို့ဒီကုလူမျိုးပေါ့နော်။ဒီပညာရှင်တွေကဖွင့်ပြချက်နဲ့ဒီရဲ့ဥက္ကဋ္ဌဟောပုံတွေနဲ့ကျွန်တော်တို့ဆောင်ရွက်တဲ့ပုံစံရှိတယ်။ အကြောင်းရင်းလေးကိုမေးရှင်းပါဦးဒီနေ့ကျွန်တော်အမုလက်မှတ်ထိုးရတယ်လို့ကျွန်တော်တို့ဒီနှစ်သိန်းပေါင်းပေါ့နော်နှစ်သိန်းပေါင်းပြီးတော့ကျွန်တော်တို့ဒီသိန်းနှစ်သိန်းရဲ့အတင်းသားအတီးတီးအကျိုးရှိအောင်ကျွန်တော်တို့အများအတွက်အကျိုးရှိအောင်လုပ်ငန်းတွေကျွန်တော်တို့ကပူအောင်ပြီးတော့လုပ်ဖို့အတွက်အဓိကအရေးကြီးထိုးရတယ်နော်အဲ့တော့အကျိုးဆက်ကရက်လက်ကဘာတွေထွက်လာလဲအကျိုးဆက်ရက်လက်အနေနဲ့ကျွန်တော်တို့မြုံမှန်းတာကတော့အဓိကပထမအဆင့်အနေနဲ့ကျွန်တော်လူစားရေးမြင့်တွေကျွန်တော်တို့ဝေထုတ်အောင်ပါ မတို့တဲ့နေရာမှာကျွန်တော်လူငယ်တွေကဒီရုပ်ရှင်ဝါသနာပါတယ်ဒီအခုဆိုရှင်ခေတ်ဆန်းနေ online content တွေမှာဆိုလို့ရှင်ဒါတွေကိုဥပဒေနဲ့အညီပြောင်းဖို့လုပ်ကြမယ်နောက်တစ်ခုကနိပညာရစနစ်တကျပြောင်းဖို့လုပ်မယ်နောက်တော့အနုပညာရကောစနစ်တကျပြောင်းဖို့ဖန်တီးကြမယ်ဆိုတော့ဒါအဆင့်တွေကိုကျွန်တော်တို့ရုပ်စုံသင်တန်းတွေဖွင့်မယ်ပြီးတော့ခါကျလူစားရေးမြင့်တွေမွေးထုတ်မယ်အဲ့ရနေပေါ်ကျွန်တော်တို့ကဒီလူစားရေးမြင့်တွေကျွန်တော်ရရှိရအခါမှာဒီနေ့တင်ရဲ့ရလက်တွေကိုဆက်လက်အောက်ထပ်ပုံနိုင်မယ်လို့ကျွန်တော်ကအဲ့လိုမျှော်မှန်းပြီးတော့သွားတော့ တော့ဆရာတို့အနေနဲ့ဒီမြတင်းပေါင်းလိုက်တယ်နော်အကျိုးကျေးဇူးပါဘယ်တော့ဒီတိုင်းတိုင်းရောက်တော့ကျွန်တော်ကတော့အကြီးကြီးမားမားရမယ်လို့တော့မျှော်လင့်တယ်။ဘာလို့ကျွန်တော်တို့ကွန်ပျူတာဒီဘွမ်းနာရှင်အသင်းဝင်အသင်းသားတွေကျွန်တော်တို့အများကြီးရှိတယ်။အဲ့ထဲမှာကျွန်တော်တို့အသင်းဆောင်ဝင်တွေက ဘယ်ကဏ္ဍကိုစိတ်ဝင်စားလဲဆိုပြီးရွေးချယ်ပြီးတော့ဝင်ရမှာပေါ့ကဏ္ဍ12ခုလောက်ရှိတယ်အဲ့ထဲမှာကျွန်တော်တို့ဘာတွေပါလဲဆိုရင်ဒီခုနကခု content creation တို့ video editing တို့လည်းပါတယ်အဲ့တော့ကျွန်တော်တို့ကတော့ဒီဟာကတော့တို့ software 3နည်းလောက်ပဲတို့ကတက်တာပေါ့လေဒါပေမဲ့အဲ့လိုဟာမျိုးကျွန်တော်တို့ဒီဘက်ကစီယုံနဲ့ပေါင်းတဲ့ခါကျစီယုံဘက်ကနေပြီးဒီအခြေခံတကယ်ကိုလိုအပ်တဲ့ theory တွေ concept တွေဒါတွေကိုကျွန်တော်တို့ကရအောင်တို့က ကျွန်တော်တို့ကြာဘာလို့ခေါ်လဲဆိုတော့အထူးစိတ်ဝင်စားသူများအုပ်စုပေါ့ special interest group လို့ခေါ်တယ်ကျွန်တော်တို့အတင်းသားတွေအဲ့လိုအုပ်စုလက်အုပ်စုလက်ကလေးရှိနေအောင်ဘယ်ဘယ်ကန်သားကိုစိတ်ဝင်စားသောအတင်းသားများအုပ်စုဘယ်ကန်သားကိုစိတ်ဝင်စားသောကျွန်တော်တို့ရှိတယ်ပေါ့အထူးသဖြင့်ဒီကျွန်တော်တို့ဒီရုပ်ရှင်အစီအစဉ်နဲ့ပေါင်းတဲ့အခါမှာဘယ်လိုတွေအကောင်းဆုံးဖြစ်သွားမလဲဆိုတော့ကျွန်တော်တို့ဘက်ကခုနကပြောတဲ့ဒီရုပ်ရှင် deep chat တို့ content creation တို့ video editing တို့ special effect လောက်တာတို့ပတ်သက်တဲ့ဒီတနေ့အတင်းသားတွေတော်တော်ဟိုအကြီးမားစွာသောအကျိုးကျေးဇူးရမှာထင်ပါတယ် အဲ့လိုအဲ့လိုအဲ့လိုဒီမွေးထုတ်နိုင်ခြင်းအပြင်ကျွန်တော်တို့ချိန်မှာကကူပါဆိုတော့ပြောရင်စီအောင်မှာဆိုရှင်ဒီ generation leak ဖြစ်နေပေါ့နော်ဒီစစဥက္ကဋ္ဌကြီးလည်းမရှိသွားသလိုပေါ့ကျွန်တော်ဥဆောင်တဲ့လူတွေကလူကြီးပန်းတွေအများကြီးပြောပါကျွန်တော်လူငယ်ပိုင်းဆိုကျွန်တော်ဒါဒီတဲမှာအသက်ငယ်ဆုံးလို့ပြောရကျွန်တော်အသက်ငယ်ဆုံးဆိုတော့အသက်50လောက်ကတ်နေပြီအာဒီလူမျိုး50လောက်ကတ်ပြီ50လောက်ကလာပြီဆိုတော့အခါကျတော့ဒီနောက်ထပ်ဒီလူငယ်30ပိုင်းတွေ ကဥဆောင်ပြီးတော့ဒီနိပညာပိုင်းတွေမှာဥဆောင်နိုင်ရမှာအဲ့လိုမျိုးဥဆောင်နိုင်တဲ့ဒီ music ကထွက်မလာအောင်ထွက်မလာတဲ့ကြောင့်ကျွန်တော်ကအဲ့ music ကိုမျှော်လင့်ပြီးတော့ဒီမွေးထုတ်ဖို့အတွက်ကိုဒီတနက်နေရာတွေထောက်ကူပြုမယ်အဲ့လိုထောက်ကူပြုလို့ရှိရင်အခုဒီရုပ်ရှင်မှာများသောအဖြစ်ရတော့ကျွန်တော်တို့ကအနုပညာပဲနားလဲနိပညာကြတော့ကျွန်တော်ကအခက်အခဲရှိတဲ့အခါမှာငငငငါတူးရဲ့နေရာဆိုအများကြီးနှင်ခံရတယ်ကျွန်တော်တို့ကဆိုလို့ရှိရင်ငငယ်တော့ဒီစနေနေ့မကြပဲကျွန်တော်ကကိုယ့်ဘာသာကိုလေ့လာပြီးသွားရတဲ့အခါကျတော့ဒီနိုင်ငံတကာသွားရတဲ့နေရာမှာကျွန်တော်တို့ကသူများနဲ့ရှင်လို့ရှိရင်တပန်းတော့ရှုံးတယ် အဲ့လိုရှုံတဲ့ကိစ္စမျိုးတွေမဖြစ်အောင်ဆိုတော့ဒီတနက်နေရာတွေအများကြီးထောက်ဖို့ဖြစ်နေတဲ့အတွက်ကြောင့်ဒီလိုမျိုးဒီနဲ့တင်းပေါင်းပြီးတော့ဤပညာကိုဒီဘက်ကဝဒင်းတို့ဘက်ကနေပဲကျွန်တော်တို့ပံ့ပိုးမယ်ကျွန်တော်တို့ဘက်ကလည်းဒီဘက်ကဝါသနာရှင်ပါတဲ့လူငယ်တွေကိုကျွန်တော်တို့ကနှိမ့်မှန်လက်မှန်နဲ့ကျွန်တော်ကလမ်းကြောင်းပေါ်ထိုးတင်ပေးတဲ့ကြံပေးလို့ရှိရင်တော့အများကြီးတိုးရှိမယ်လို့ကျွန်တော်ကမျှော်လင့်ပါတယ်ဂျုံလေးယုံကြည်ပါတယ်ကျေးဇူးပါဆရာအများဖြည့်စက်ပြောခြင်းအကျွန်တော်တို့ကတော့အဓိကတော့ဗောနော်ဟွာပေါ့ဒီတင်းတန်းနေเนาะတင်းတန်းနေခုနဝါနာပါတဲ့သူတွေတက်တက်တာတာခြေခံကြကြနဲ့ ဟိုဖြစ်ထွန်းမှုမမှန်ဆန်ဆန်ဖြစ်စင်မဲ့ကိစ္စတွေပေါ့တနေ့နေ့ဟောပြောခွေးဆွေးနွေးခွေးဒါတွေကျွန်တော်တို့ကအကောင်းဆုံးလုပ်သွားမှာပါကျွန်တော်တို့ဒီအတင်းမှာကျွန်တော်တို့တနန်းတွေဖွင့်လဲကျွန်တော်တို့ဒီကွန်ပျူတာဝါသာရှင်တင်းဝင်လို့ရတယ်ဒီတနန်းကိုလဲကျွန်တော်ရွှေရှင်ရှုံးမှာဖွင့်ပြီးမှတနန်းတွေလာတက်ကြပါလို့ဖိတ်ခေါ်ကြပါတယ် ဒီလိုတင်နန်းတွေကိုကျွန်တော်တို့ကရုပ်ရှင်စီးပွားတွေကိုဖွင့်လိုက်ပြီးကမှာဒီနောက်တစ်ချက်ကပါလဲဆိုတော့သူတို့ကပညာတက်သွားပြီပညာတက်သူတို့ဒီအသိတတ်ရဲ့ knowledge တွေသူတို့ရဲ့အဲအရေးချင်းတွေကိုသူတို့အသုံးချရမယ်ခက်ကွင်းနေလို့တာပေါ့အဲ့ဒီတော့ကိုကျွန်တော်တို့ကလည်းဒီခုပါရီညှိနှိုင်းနေဆိုတော့ခါကျကျွန်တော်တို့နဲ့ဆက်ဆက်တဲ့ application တွေရုပ်တံတွေကိုကျွန်တော်ကညှိနှိုင်းနေရဲသူတို့ရှိမှကျွန်တော်ဒီကလေးတွေကိုကျွန်တော် object တွေဘယ်လောက်ပြနိုင်မလဲအဲဒီပေါ့သူတို့အဓိကကလေးတွေအတွက်လိုအပ်တာကအတွေ့အကြုံအတွေ့အကြုံရဖို့အတွက်ဆိုတော့တကယ်လုပ်ငန်းခွင်တွေဝင်မှရပါ အဲ့တော့အဲ့လုပ်ငန်းကိုလည်းဘို့အတွက်ကိုကျွန်တော်ကလုပ်ငန်းရှင်အနေနဲ့ကျွန်တော်ကကျွန်တော်မှရှေ့ထုတ်လုပ်သူတွေဒီရွေးတံထုတ်လုပ်သူတွေနဲ့ကျွန်တော်ကချိတ်ဆက်ပေးမယ်တကယ်ဆိုလို့ရှိရင်ဒီကလေးတွေအတွက်ကအတွေ့အကြုံကောင်းရမယ်အဲ့လိုအတွေ့အကြုံကောင်းရတဲ့ကလေးတွေကပညာရှင်တွေဖြစ်လာမယ်အတွေ့အကြုံတွေရင်းကျက်တဲ့အခါမှာပညာရှင်တွေဖြစ်လာမယ်အဲ့တော့ကြောင့်ဒီကလေးတွေကဒီတင်နာကိုတချံဖြစ်လာတော့ကျွန်တော်တို့ကအများကြီးဒီကလေးတွေကိုကျွန်တော်တို့ဟိုထောက်ပံ့ပေးနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်